အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စွမ်းမောင်းတောင်းပေးလိုက်ရပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့မနေ့က liverpool အသင်းတွေနဲ့တို့ဒါ trophy parade လုပ်တယ်ဗောနော် liverpool မြို့မှာဒါကျွန်တော်တို့ မနေ့ကျွန်တော်တို့ရဲ့ညပေါ့နော်မနေ့ညကသူတို့အနေနဲ့တဘူပရိတ်လုပ်တယ်ဒါဆုံးကတိုင်းကျွန်တော်တို့ဒီအပိုင်းတွေမှာဒါဟိုအသင်းတွေကဖလာရပြီဖြစ်တဲ့ကြောင့်မို့ဒါပရိတ်တွေတောက်ရှာလုပ်တယ်ပေါ့နော်အင်္ဂလန်မှာဆိုရင်ဒါကျွန်တော်တို့မနေ့ကဒါကျွန်တော်တို့ bank holiday ဖြစ်တဲ့ကြောင့်မို့ဒါတနင်္လာနေ့သူတို့ရုံးပိတ်ရဖြစ်တဲ့ကြောင့်မို့ဒါ Liverpool အနေနဲ့ဒါကျွန်တော်တို့ပရိတ်လုပ်ပြီးတဲ့နေ့တနေ့ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါလူတွေကိုဒါကျွန်တော်တို့ထောင်းနဲ့တောင်းနဲ့သိမ်းနဲ့ချီပြီးတော့ဒါကျွန်တော်တို့ Liverpool အသင်းရဲ့ဒါပရိတ်ကို လာပြီးတော့ဒါတရဝင်းဒါ အားပေးကြရတယ်ပေါ့နော်ဒါခုနပေါ်တဲ့ပဲပို့ပြီးတော့ဒီအချက်ကဘာလို့လူပိုများသွားခဲ့လဲဆိုတော့ဒါဟိုတစ်ခိုးရင်တစ်ခေါက်လစ်ဗာပူးဒါကျွန်တော်တို့အဲပရီးမီးယားလိရတဲ့အချိန်တုန်းကကိုဗစ်ကာလာဖြစ်နေတဲ့အတွက်ကြောင့်မလစ်ဗာပူးသင်းနေနေဒါပရီးမီးယားလိမှာဒါပရိမလုလိုက်ရတဲ့အတွက်ကြောင့်မဒီနှစ်မှာဒါလူပိုစီတယ်ပေါ့နော်အဲ့တော့ဒါပရိမလဲအဲ့တော့ဒီအားကိုကျွန်တော်ဒါအဓိကပြောသွားမှာခုလက်ရှိမှာဖြစ်ပျက်သွားတဲ့အချိန်တွေတကူကျွန်တော်နည်းနည်းလေးပြောပြခြင်းနဲ့အဲ့လက်ရှိဒါကျွန်တော်ပရိလုံနေတဲ့အချိန်မှာကျွန်တော်တီဘလော့ကပရိပြီးသွားကြမလစ်ဗာပူးပရိသတ်တွေကဆက်လက်ပြီးတော့စုဝေးခဲ့တဲ့နေတာတကူရှိခဲ့တယ်ဒါပေမဲ့အဲ့ အချိန်မှာပဲဒါကျွန်တော်တို့တော်တော်လေးကိုစိုးရွားတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။အဲဒီအဖြစ်အပျက်ကဒါကျွန်တော်တို့ကာမောင်းသမားတယောက်ကနေပြီးတော့ဒါကျွန်တော်တို့လီဗာပူးပြည်သက်တွေကြားတဲ့ကိုဒါကျွန်တော်အချိန်အဟုန်မြင့်ကားနေကျွန်တော်ဝင်တိုးခဲ့တယ်လို့သိရတယ်မှာပါတယ်။အလုံးပေါင်းလူပေါင်း28ယောက်တန်ရခဲ့ပြီးတော့2ယောက်ကတော့တော်တော်လေးကိုအချိန်ကြီးစိုးနေတယ်လို့သိရတယ်မှာပါတယ်။အဲ2ယောက်ထဲမှာမှတယောက်ကဒါကလေးငယ်လေးတယောက်လို့သိရတယ်မှာပါတယ်။အဲ့တော့ တော်တော်လေးကိုစိုးရွားတဲ့သတင်းတစ်ခုတော့ကျွန်တော်အနေနဲ့မြင်တယ်ဒီချိန်ကအကုန်လုံးပျော်နေတာဖြစ်ရမယ်ဒါခုနကတော်တော်လေးကိုအကုန်လုံးဝမ်းသာပြီးတော့လစ်ဗာပူးမျိုးတစ်မျိုးလိုအောင်ပွဲခံနေတဲ့အချိန်မှာဒီလိုမျိုးလှုပ်တာကတော်တော်လေးကိုဆက်ဆုပ်ယွန်ရှားပွေဟာကောင်းတဲ့လှုပ်ရက်တစ်ခုလိုပဲကျွန်တော်အနေနဲ့မြင်ရတယ်မှာပါတယ်အဘလွဲပြောတာကျွန်တော်တို့ဒီနေရာမှာကျွန်တော်ဒေါသပူထွက်တဲ့ဥစ္စာကဒါဒီနေ့မနက်မှာမဟုတ်တော့ကျွန်တော်ဒီသတင်းကိုတွေ့တာကကျွန်တော် of course ဒါ Facebook ကိုဖွင့်လိုက်ချိန်မှာ local media မှာကျွန်တော်စာတွေ့နေတာမမေရဒါ DVB ကတင်ထားတာတင်ပါတယ်ဒီ DVB အနေနဲ့ဒါကျွန်တော်တို့လစ်ဗာပူးမျိုးရဲ့ဒါအောင်ပွဲခံနေတဲ့ ပြည်သက်ကြားတွေကိုကားတဲ့ဒါကျွန်တော်တို့ဝင်ရောက်ပြီးတော့စီးနင်းခဲ့တဲ့အတွက်ကြောင့်မလို့ဒါလူ28ယောက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့ဒါသတင်းကိုတို့တွေတပ်ပုံနဲ့တကွာတင်ခဲ့တယ်။အောက်မှာကျွန်တော်တို့မြန်မာတွေပေါ့နော်ကျွန်တော်မြန်မာပြည်ကလူတွေတော်တော်လေးကိုအချင်းနေဆိုတဲ့ comment တွေကိုတွေ့ရတယ်။ဟာဘယ်ပြည်သက်မလို့ဒါဝင်တိုးတာမလူပေါင်း28ယောက်ဒဏ်ရာရသွားပြီ2ယောက်ကဒါကျွန်တော်တို့ ICU ထဲမှာဒါကျွန်တော်အသက်လူနေရတဲ့အချိန်မှာပောက်ကရ comment တွေကတော်တော်လေးကိုဆိုးရွားတယ်လို့မြင်တယ်။အာဘယ်ပြည်သက်မလို့ဒီလိုမျိုးဝင်တိုးတာလား ကျွန်တော်တို့ကိုသူများနိုင်ငံကျွန်တော်မပြောနဲ့ဗျာကိုနိုင်ငံမှာကိုအခုလက်ရှိမှာကိုဒီကိုတိုင်ငလင်းဖြစ်နေတဲ့အချိန်မှာဒီဘောလုံးကလပ်တွေဘယ်လိုမျိုးကျွန်တော်တဖက်တလန်းကကိုညီပေးခဲ့လဲကျွန်တော်ပြောတာကိုဒီလိုမျိုးတော့ခုနကပြောလို့ပဲတခါကျရင်လူတွေကလေဟိုဟို ပိုဆိုးတာပေါ့เนาะတခါကျရင်ကျွန်တော်ဒါမျက်မြန်ကိုတွေ့စကလုံးတော့တခါကျရင်လူတွေကလေဘဇက်ကစီကန်တော်တော်မရှိတဲ့လူတွေလို့ပြောလို့ရမယ်တော့ပါတယ်ကွန်မန့်တွေဖတ်ပြီးကျွန်တော်တော်တော်လေးကိုဒေါသထွက်တယ်ကြီးလိုက်မယ်ဆိုတဲ့မှာဟောဒါတက်မှာဟိုဘလူးမျိုးဒါဟိုကူညီလို့လည်းမရပါဘူးကိုဒီမြန်မာနိုင်ငံကသူ့ဟာသူဒုက္ခရောက်နေကျွန်တော်နိုင်ငံဟိုဘလူးစိတ်မကောင်းဖြစ်တယ်ဘာညာမရှိဘူးဟာဘယ်အသင်းပြိတ္တကသူဘယ်အသင်းဖလားမရလို့ဘလူးမျိုးဝင်လုလိုက်တာဟာဘယ်အသင်းပြိတ္တဘာညာဆိုပြီးအခုလက်ရှိမှာဒါကျွန်တော်အင်္ဂလန်တိုင်းအင်္ဂလန်တိုင်းနိုင်ငံလုံးဒါရှိသမျှဒါကျွန်တော်ဖုတ်ဘောရဲ့ဒါကျွန်တော် အကုန်လုံးကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါဟိုအကုန်လုံးပူဆွေးနေတဲ့အချိန်မှာဟာဘယ်အသင်းပြိသက်ကမဲတကယ်တခါကြရင်ဒါလားကိုဒီလေးကိုဒီဟိုခုနကပြောဆိုကိုဒီလူတွေပါဘယ်ဘာပဲကိုဒီလူတွေကတကယ်တခါကြရင်ဗဇက်စီကက်မရှိတာကျွန်တော်နှုတ်စီကက်မရှိတဲ့လူတွေတော့မကိုဒီကနံပါတ်1ပါတယ်တော်တော်ကိုစီကက်မရှိတဲ့လူတွေ ကျွန်တော်အနေနဲ့လေဩပရမအဲ့ဟိုဘဲဘုနာပေါ်တော့ပဲနော်ဒါ DVB ရောက်စာမဟုတ်ကျွန်တော်လက်ရှိဖတ်အပ်လာလူကယ်သတင်းစာ3ခု4ခုလောက်ကတင်ထားတာရှိတယ်ကျွန်တော်တွေ့လာတာကျွန်တော် DVB တင်ထားနောက်ထပ်2ခု3ခုရှိဘောမမီဒီတချို့ကတင်ထားထားပါအန်တမန်ပြောချင်အဲ့တော့အဲ့ဒီဥစ္စာမျိုးရှိအဲ့တော့အောက်က comment တွေကိုကြည်လိုက်ဟာဘဲအသင်းပြိသက်ကသူတို့ဖလသူတို့အသင်းဖလားမရလို့မနာလို့လို့ဝင်လောက်တာဆိုပြီးရေးစရာလားဗျာကျွန်တော်ပြောရသေးလားခမရမခမရဟိုအဲရေးတဲ့ comment တွေကလူတယောက်ရဲ့မိသားစုဝင် ဆုံးပါသွားဟာဟုတ်တယ်တရားတရားပြုံးကျွန်တော်ပြောတာဗျာတကယ် ကားကြရင်ဒီဟိုကတော့ဗျာကတော့ကတော့ခင်ဗျားတို့ကျွန်တော်တို့အများကြီးချင်းစောက်စည်းကမ်းမရှိရတယ်မှာကျွန်တော်တို့လူမျိုးတွေထိတ်ဆုံးရပါတယ်သိလားတကယ်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 စောက်စည်းကမ်းမရှိဘူးတကယ်ပါဇက်ကစောက်စည်းကမ်းကိုမရှိတာသိလားဟိုတခါကျရင်ကြီးရင်ကြီးရင်လေဒေါသကြီးလေထွက်မိရတယ်မှာပါတယ်ဘာဒီမှန်းလဲမသိဘူးအဲ့တော့လက်ရှိမှာကျွန်တော်ဒီလောက်ကဒီ ဝင်တိုးတဲ့လူကိုလည်းဖမ်းမိသွားပြီလို့ကြားတယ်ဒီဝင်တိုးတဲ့လူကလက်ရှိမှာကျွန်တော်ဖမ်းမိရတော့ကတော့လစ်ဗာပူးမြို့ကန်ကလူပဲလို့ဖြစ်တယ်လို့ကြားသိရတဲ့မှာပါတယ်ဘောနော်လက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးရဲကားတွေဒါကျွန်တော်ဒီကိစ္စဒီဟာကိုဖမ်းခေါ်သွားပြီအခုလက်ရှိမှာတရားစီရင်ပတ်ဘောနော်အဲ့တော့တော်တော်လေးကိုဆိုးရတယ်ဖြစ်ပြပိုဆိုးသွားတာကလေးတယောက်ပါသွားတာပိုဆိုးသွားတယ်ဘောနော်အခုလက်ရှိမှာဒါကျွန်တော် ICU ထဲမှာရောက်နေတာကလေးတယောက်လို့ပြောလို့ရတယ်နောက်တစ်ယောက်ကဒါကျွန်တော်တို့တော့အဲ့တော့ ဟိုမနေ့ကအကုန်လုံးကပျော်နေတဲ့ချိန်မြအကုန်လုံးအဲကျွန်တော်ဟိုနောက်ပါအဲ့လိုမျိုးလူစုလူဝေးဖြစ်ပြီးဆိုရင်ဒီလိုမျိုးဖြစ်ပြီးဆိုတကယ်ကိုကြောက်ဖို့ကောင်းတာပေါ့နော်ဒါအခုလက်ရှိဒီနောက်ပိုင်းတက်တယ်မှာခဏခဏဖြစ်လာတဲ့ကိစ္စတစ်ခုပဲအဲ့တော့ဒါကျွန်တော်မမေရလွန်ခဲ့တဲ့အဲလာပိုင်းတွင်းကဒါကနေဒါမလားမသိဒါကျွန်တော်ဖိလစ်ပိုင်ကဒါကျွန်တော်မိသားစုတွေဒါစုဝေးနေတဲ့ချိန်မှာကားနဲ့ဒီလိုပဲဝင်တိုက်ခဲ့တဲ့ကြောင့်ဒါလူဗတဲ့ရောက်လည်းမသိဆုံးပါသွားခဲ့တယ်မှာအဲ့တော့ဒီနောက်ပိုင်းမှာဒီလိုမျိုးကားနဲ့ဝင်တိုးတဲ့ကိစ္စခဏခဏဖြစ်လာခဲ့တယ်အခုလက်ရှိမှာဒါကျွန်တော်တို့ဘောလုံးတင်တဲ့ဖို့ဖြစ်လာခဲ့ပြီအဲ့တော့ ဒါကတကယ်ကိုဆက်စုပ်ယွန်ရှာဘွေရကောင်ဘယ်လူမျိုးဘယ်ပါတော့လုတ်တဲ့ကောင်ရတယ်ခုနကပြောတဲ့ပဲရှိတဲ့ငရေခုနကပြောတယ်ကျွန်တော်တို့ကခုနကပြောကိုရဲဘုဒ္ဓဘာငရေကြီးရှစ်ထပ်မှာအကျိုးဆုံးကတ်တဲ့ကောင်ဘောတော့သူတမအသက်ကိုတခုနပြောလို့ပဲဟိုဘလူးခုနပြောစိတ်စိတ်စိတ်ကြဆုံးစပလောက်ဒီစိတ်ချမ်းမရှိတဲ့ကောင်ပဲဖြစ်ဖြစ်ခုနပြောလူးတဲ့တချောင်မတက်ဘူးဆိုတာတကယ်ခုနပြောကျွန်တော်လည်းခုနပြောတယ် mental mental health နဲ့ဆိုကျွန်တော်လည်းနားလေဒါပေမဲ့တကယ်ဟိုဗျာဆက်ဆုပ်ယွန်ရှာဘွေကမနက်ပိုင်းဖွင့်လိုက်တော့တမဘောလုံးသတင်းလေးရှာမျိုးတက်လာတဲ့သတင်းတွေဒါတွေပဲတော်တော်လေးဟို ယူမို့ကောင်းတဲ့ဟိုအဲ့လိုမျိုးလုံရတဲ့ကုလို့မြင်။နောက်မှခုနကကိုဒီကောင်တွေကပူဆိုးနေတယ်။ comment အောက်ထဲမှာဘာဒီပြောမှလည်းမသိ။ဘယ်အသင်းပြိဿကဘာဖြစ်လို့ဆိုပြီးဘာဆောက်စီကန်းလည်းတစ်ခါမှမရှိဘူး။ကျွန်တော်ပြောရအချင်းကြီးအချင်းခါကြီးကိုနိုင်ငံကလည်းဆောက်ရမ်းကောင်းနေတယ်မူးမဲ့နေလည်းမဟုတ်ဘူး။ကျွန်တော်ပြောရသေးလား။ ညပြီးတော့ဘုနာဘယ်တင်တာဒီဗီတို့ဘာလဲ hashtag နဲ့တင်တာ hashtag လေးဘဘူ hashtag ကိုဝင်ကြည့်အောက်က comment တွေကို translate နေကြည့်ဆောက်ခွက်တွေအမှအပိုင်းသားပြက်ကုန်ကျွန်တော်တခါကြရင်များသိလားဟိုကာလန်ဒေသအခြေကိုမနာဘောဆိုကိုနိုင်ငံကိုနောက်ဆုံးပြကိုနိုင်ငံကောင်းနေတာဒါမှမဟုတ်လုံးတဲ့နေရာမဟုတ်ဘူးများသိလားပို့ဆိုတော့ကိုနိုင်ငံကောင်းနေတာမဟုတ်အခုလက်ရှိချိန်ဒီကိုနိုင်ငံသူများနိုင်ငံ8ဒီကိုမျှော်လင့်နေရတဲ့နိုင်ငံတွေမှာပါတယ်တခါကြရင်ဟို တခါရင်စိတ်ပြန့်မိတယ်ဆိုတဲ့စကားလုံးတက်ပို့ပြီးတော့တောင်းရမယ်ဟုတ်လားဗျာဒါ basic ဗျာတိလားဟိုပြောမှာဆိုရင်ဟိုသူများစီကနာရေးဖြစ်နေဆိုတော့ဒါဘာလို့ပြောမလဲမသိအောက်ကဟာဘာဟီဟာနဲ့တော်ရဗျာတကယ်တကယ်တခါကျရင်အဲ့ပြောတော့ခတ်တယ်ဗျာတခါကျရင်ကျွန်တော်တို့ဟိုလူတွေကလေကျွန်တော်တို့ ဘာဘာဒီမိုင်းလည်းမသိတိလည်းမသိတတ်ဘူးဟိုဟာဟီဟာနဲ့ဟိုတချို့ဒါအဲငလင်တော့လည်းအဲ့လိုကောင်ဘူးတွေရှိသေးတယ်ဟာဘာဖြစ်တယ်လစ်ဘောဖလာရလို့ဘာဖြစ် Shut the fuck up man ဒီကတော့ဘယ်လိုကျွန်တော်လေးတူမြန်မာလိုပဲပြောရမှာပေါ့နော်တခါကျရင်လူတွေကလေဘယ်ချင်းစောက်ပစက်ပိတ်ရမလားမပိတ်ရမလားနားမနေလေ movement နေရှိရဲ့တလားဟိုတခါကျရင်လေဘာမှမပြောနိုင်လေကတော့စောက်ပစက်ပိတ်ထားလိုက်တာအကောင်းဆုံးသော movement တွေကဘာမှအများကြီးရှိတယ်ဘာမှမပြောနိုင်ဘူးလားကောင်းတော့မပြောတော့ပြကောင်းတော့မပြော congratulation တို့ဒါ one day ဘာလို့မပြောနိုင်ဘူးလားဘာမှမပြောနိုင် ။ swap ဆက်ကြီးကိုပိတ်ထားပြလားကျွန်တော်ပြောရသေးလား။ဘာလဲ comment ထဲမှာသွားဟီဟာဟာသွားသူများအသက်ကဆုံးရှုံးနေရပါဆိုတော့မင်းတို့ကဟီဟာဟာလုံနေတယ်။ဟာကြတယ်ဘူး။အဲ့တော့မလို့ခုနအဲ့တော့မလို့နောက်ပိုင်းညလေးဦးခုနကကျွန်တော်ဆိုလေးကအမှန်တိုင်းကမြဲပြောကျွန်တော်လေး Twitter တော့မှတိတ်မသုံး Facebook ကျွန်တော်ခုနကဘာသုံးတော့မသုံးကျွန်တော်အကြောင်း Facebook မှာကိုယ့်ကိုတင်စရာရှိကိုယ့်အောက်က comment အောက်ထဲမှာတော့ခုနကကိုယ့်ရဲ့ personal အောက်ထဲမှာတော့ဘာခါကျရင်ဘိုင်လာမှမမသိတဲ့ကောင်တွေရှိသေးတယ်ဒါခါကျရင်ဒိုင်တွေရှိသေးတယ်အဲ့ support တွေဒါများတာဗျာသိလားအဲ့တော့လက်ရှိမှာ Liverpool ကဒါကျွန်တော်တို့ 29ရာသောမိသားစုတို့ကျွန်တော်ဒီညကနေကျွန်တော်အကောင်းဆုံးပြန်လည်သက်သာပါစေဆုတောင်းပေးရဲအခုလက်ရှိမှာ ICU ထဲရောက်နေတဲ့နှစ်ယောက်တို့လည်းအကောင်းဆုံးပြန်လည်သက်သာပါစေလို့ဆုတောင်းပေးရဲအသက်ဘေးကနေပြီးတော့လွတ်မြောက်ပါစေကျွန်တော်တို့ဒါဘောလုံးညီကိုဒီအားလုံးကနေဆုတောင်းပေးပါရဲအဲ့တော့လီဗာပူးကဒါကျွန်တော်တို့လူတွေကုန်တဲ့ဒီညမှာဒါကျွန်တော်ဘေးရန်ကင်းပါစေဆိုတော့ဒီညကနေပြီးအဆုမွန်ကောင်းတောင်းပေးပါအဲ့တော့ကိုဒီငလင်းတို့ကလည်းလီဗာပူးအသင်းကဒါကျွန်တော်တို့ ဆူတောင်းပေးခဲ့တဲ့မှာပါပါတယ်ဘယ်လိုပဲပြောတာကျွန်တော်တို့အားလုံးကိုကျေးဇူးကျေးဇူးအများကြီးတယ်အခုလက်ရှိမှာဒါကျွန်တော်တို့ OLS ဒါကျွန်တော် Liverpool official Liverpool supporter club ဆိုတည်ကြတိုင်းပဲဟိုကလေးအတွက်အခုချိန်နေအလုပ်တွေအများကြီးလုပ်ပေးနေတယ်မှာပါပါတယ်အဲ့တော့ Liverpool ဆိုတာဒါကျွန်တော်ကလေးနဲ့အမြင်နဲ့ဒါကိုညီပေးနေတာအဖွဲ့အစည်းတွေတခုပါဒါမြန်မာမြန်မာပေါ့နော်အဲ့တော့ပြောချင်တာအားလုံးပဲဒါကျွန်တော်ခုနကမကူညီနေပါမနှောက်ရှက်ပါနဲ့အာမချောင်ပါနဲ့အဲ့ဒါအကောင်းဆုံးပဲကျွန်တော်အနေနဲ့မြင်ပါတယ်ဒီလောက်ပါပဲ ဝလုံးပွဲတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆိုတာပေါ့ကိုညီလို့ရပါတယ်။မြန်မာပြည်လက်ကလက်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆိုတာပေါ့ကိုညီလို့ရပါတယ်။ င်လိုက်လဲကလပ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလေး youth sport media 3.0ဆိုတဲ့ဒီ before you တွေလင့်လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်တို့ဆက်ကွန်ယူပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးလဲကလပ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလပ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးကြိုတူပါတယ်ကောင်းမွန်သောဒီနေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ ACC2 ကြရအောင်အားလုံးကြိုတူပါတယ်တိတ်ပါပါ